ထိပ်ပျောက်နေနေရမှာတဘာဝအတိုင်းစပင်းတွေပြန်ပွားဖို့အတွက်ရက်ထွန်းခင်မှာဒီဘေးဆိုင်ကုသမှု head transplant ကိုပြုလုပ်လာကြပါတယ် head transplant မှာနိုင်ငံတကာမှာရပန်းစားလူပြိုက်များနေတဲ့နိလဲနေရတာ FUE နဲ့ DHI စပင်းဆိုင်မျိုးတွေပါအဲ့ဒါကြောင့်ယခုဗီဒီယိုမှာ FUE နဲ့ DHI အဓိကဘာကွာချားလဲဆိုတာကိုမျှဝေပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးကြပါအောင် follicular unit exertion FUE စပင်ဆိုင်ဒီမှာပထမအဆင့်နေပြီးဦးခေါင်းနှုတ်ဘက်ကစပင်အမြင့်တွေကို unit တစ်ခုချင်းစီလိုက်ထုတ်လုပ်ယူရပါတယ်စပင်အမြင့် follicular unit အလိုက်ထုတ်လုပ်ယူတဲ့အတွက်သူ့ကို FUE follicular unit exertion နီးလန်းလို့ခေါ်ခြင်းဖြစ်ပါတယ် FUE နီးလန်းမပေါ်ခဲ့က FUT နီးပညာအသုံးပြုခဲ့ကြပါတယ် FUT နီးပညာဆိုတာကဦးခေါင်းနှုတ်ဘက်ကဥယျာဉ်ပြားကိုအလွှာလိုက်ဖြတ်ထုတ်ပြီးတော့အပြင်မှာသပင်အမြင့်တစ်ခုချင်းစီကိုထုတ်လုပ်ယူတဲ့နည်းလမ်းဖြစ်ပါတယ်။ FUT ရဲ့အဓိကအားနည်းချက်ကတော့ သူကဥကောင်းအနောက်ဘက်မှာထင်ရှားတဲ့အမာရုပ်တွေကိုကြမ်းရှိနေခဲ့စေခြင်းအကြောင်းသူ့ကိုတိတ်ပြီးတော့မနစ်သက်တာကြတဲ့အတွက်နောက်ပိုင်းမှာအသုံးလဲလာပြီး FUE နီးပညာကိုပို့ပြီးတော့စိတ်ဝင်စားလာကြပါတယ်ဒုတိယအဆင့်မှာတော့ပွန်လင်းရဲ့နေရာမှာအလွန်သေးငယ်တဲ့ကျွန်းလေးတွေအပေါက်လေးတွေကိုပြုတ်လုပြီးထုံထုတ်ယူထားတဲ့ပထမအဆင့်ကစပစ်အမြစ်တွေကိုထစ်သွင်းဆက်ပြုတ်ပြီးခြင်းဖြင့်တဘာဝအတိုင်းစပစ်တွေပြန်ပေါက်စေပါတယ် နောက်တစ်ခု direct hair implantation ဒေးဆိုင်ဇပင်ဆိုင်လေးမှာဒေးဆိုင်ရဲ့ပထမအဆင့်ကတော့သူက FUNI dye ဇပင်အမြင့်ထုတ်တဲ့ တညနေချင်းစီထုတ်ယူတဲ့အခြေခံနှိပေးကြတာအတူတူပဲ FE နဲ့အဓိကကွာခြားသွားတဲ့အချက်ကတော့ဒီရှိုင်မှာကသူကထုံထုံယူထားတဲ့ဇပိအမြင့်လေးတွေကိုပြောင်းနေနေရမှာယခုလို join ပန်လို့ခေါ်တဲ့ career ကိုအသုံးပြုပြီးတော့ဓာတ်ရိုက်ဆက်ပြိုးပေးခြင်းဖြင့်ဇပိအတွတ်တွေပေါက်လာစေခြင်းဖြစ်ပါတယ်အခုလောက်ဆိုရင်တော့ဇပိ site နှိပညာရင်းနဲ့ပတ်သက်ပြီးတော့ဘူးတူတာတစ်ခုခုရရှိသွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာတော့ FE နဲ့ဒီရှိုင်နှိုင်းချင်သုံးသက်ချက်တွေကိုတင်ဆက်ပေးသွားမှာမို့ဆက်လက်ဆောင်မြော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ် ယခုတင်ဆက်ပေးထားတဲ့ IFUE စပင်ဆိုင်တွေရော DHI စပင်ဆိုင်တွေရောကင်းနီချာမှာပြုလုပ်လို့ရရှိနေပါပြီ